ာလီစောပါဒီကနေ့မက်ချ်လာ14ရက်နေ့နရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအေမြတ်ခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်ပကိုးနေဆက်ကရုံးမပေါ်မှာတက်ဆွဲထားတဲ့ညောင်ကျိုးစခန်းကိုအာရခတ်တတော် AA ဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းရခိုင်မှာတိုက်ပွဲကာလစစ်ကောင်စီတက်ဆွဲခဲ့မှုတွေကြောင့်ဖျားပထိုးစီတွေပျက်စီးယိုယွင်းမှုတွေရှိခဲ့တဲ့ဆိုတဲ့သတင်းနဲ့ တောင်ကုတ်ကိုပြန်တဲ့စစ်ပေးရှောင်း30ကျော်ကိုစစ်ကောင်စီကအုတ်ရှိတ်ပင်မှာဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ရခိုင်ပကိုးနေဆက်ကရုံးမပေါ်မှာတက်ဆွဲထားတဲ့ညောင်ကျိုးစခန်းကိုအေအေဥဆောင်တဲ့တော်လဲရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကြောင်းမှုအပါအဝင်စစ်ကောင်စီတပ်သား30လောက်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့အေအေနဲ့နေဆက်တဲ့ စည်ရည်တရင်ရင်းမြစ်တယောက်ကနရင်းစရာကိုအတီးပြုပြောဆိုပါရယ်ပကိုးတိုင်းပန်းတောင်မြို့နယ်ဥရှိပင်းမြို့အနီးရုံမပေါ်မှာတက်ဆွဲထားတဲ့ညောင်ကျိုးစက္ကန့်ဟာစစ်ကောင်စီအင်အား300လောက်တက်ဆွဲထားတဲ့တက်စက္ကန့်တစ်ခုဖြစ်ပြီးတော့အေအေဥဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကမလ73ရက်နေ့မှာတင်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ညောင်ကျိုးစက္ကန့်သိန်းတိုက်ပွဲအတွင်းကစစ်ကောင်စီရဲ့စစ်ကြောမှုအပါအဝင် စစ်ကောင်စီတပ်သား30လောက်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီး တရှုတ်တပ်သားတွေကတော့ကစင်ကလေးရထွက်ပြေးနေကြတယ်လို့စီရီသတင်းရင်းမြစ်တယောက်ကပြောဆိုပါတယ်။ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲပြင်းထန်နေစဉ်မလ12ရက်နေ့ကလည်းအဲ့ဒီစခန်းကပြူဟာမှုဥဆောင်တဲ့တပ်ဖွဲ့ဝင်အင်အား90လောက်တက်ဆုတ်ခွာထွက်ပြေးသွားခဲ့မှုရှိခဲ့ပါသေးတယ်။လက်ရှိမှာအာရခတက်တော် AA ရဲ့ထိုးစစ်ဟာရခိုင်နဲ့အနီးနမိတ်ရှင်ထိစပ်နေတဲ့ရခိုင်ပကိုးနေဆက်ရုံးမတစ်ချောင်းမှာလည်းနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်းတွေကိုအာရခတက်တော် AA ကတခုပြီးတခုသိမ်းပိုင်နေတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာမြို့သိမ်းတပ်ပွဲကာလအတွင်းစစ်ကောင်စီတပ်သားတွေဟာသာသနာနေမြေတွေမှာတက်ဆွေးမှုတွေရှိခဲ့တာကြောင့်ဖျားပထိုးစီတွေအများအပြားပျက်စီးရွေရွေမှုတွေရှိခဲ့ရတယ်လို့သိရှိရပါတယ်။ရခိုင်ကရှေဟောင်းတမိုင်းဝင်းမဟာမုနိဖျားတောင်ကုန်းအပါအဝင်ဖုံတော်ကြီးကြောင်းတွေဖျားပထိုးစီတွေဟာစစ်ကောင်စီတပ်ကကတုတ်ချင်းတွေတူခဲ့တာ ဘန်ကာရီတိဆောက်ခဲ့တာဆက်သွေးရေးမြောင်းတွေတူဖော်မုံတွေလှုပ်ဆောင်ခဲ့တာကြောင့်ပျက်စီးထိခိုက်မုံတွေအများအပြားရှိခဲ့ရပါတယ်။အခုလိုတက်ဆွဲကကတုတ်ချင်းတူတာဘန်ကာဆက်လုံမုံတွေလှုပ်ခဲ့တာတွေကြောင့်ပျက်စီးဆုံးရှုံးမုံတွေရှိခဲ့ရတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။အဲ့ဒီလိုစီးရေးအရာအသုံးပြုမုံတွေကြောင့်ဖျားပထိုးစီဒီနေရာတွေမှာလက်နက်ကြီးလက်နက်ငယ်ကြီးကြားရောက်ပောက်ကွဲမုံတွေကြောင့်လည်းပျက်စီးယူရင်းမုံတွေအများအပြားရှိခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။ ရခိုင်ကလွမြောက်မြို့နယ်တွေမှာရှိတဲ့သမိုင်းဝင်ဇီဒီတစုကိန်းအောင်ရာတောင်ထိပ်တစ်ခုမှာလဲစစ်ကောင်စီတပ်ကတက်ဆွဲခဲ့တာကြောင့်ဇီဒီတော်ပြိုကျနိုင်တဲ့အနေအထားနဲ့လဲရင်ဆိုင်ခဲ့ရတယ်လို့ဖယားဂောဘကအဖွဲ့ဝင်တယောက်ကပြောဆိုပါရရှင်ပဲခူးတိုင်းဥရှိပင်မြို့ဘက်ကနေရခိုင်ပြည်တောင်ကုန်းမြို့နယ်ကိုနေရက်ပြန်လာကြတဲ့စစ်ဘေးရှောင်တစ်စီကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးလိုက်တယ်လို့သိရပါရယ်ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသမီးငယ်အမျိုးသားငယ်တက်လက်ပိုင်းအမျိုးသမီးနဲ့အမျိုးသားတွေပါဝင်တယ်လို့ဒေသခံတွေကပြောကြပါတယ်။သူတို့တွေဟာတောင်ကုန်းမြို့သိမ်းတိုက်ပွဲကာလအတွင်းအုတ်ရှိပင်မြို့ဘက်ကိုစစ်ဘေးရှောင်သွားခဲ့ပြီးတဲ့နောက်မလ17ရက်နေ့မှာနေရပြန်လာကြတဲ့အခါအုတ်ရှိပင်မြို့ညောင်ချေတောက်ရွာအနီးမှာပုံခိုဆောင်ဆိုင်နေတဲ့စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောကြပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့စစ်ဘေးရှောင်တွေကိုလက်နောက်ပြန်ကြိုးတုပ်ရိုက်နှက်ပြီး ညောင်ချေတောက်ရွာအနီးအနားကကကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတယောက်ကနှရိစရာကိုပြောပါရယ်ဖမ်းဆီးခံရတဲ့အထဲမှာအမျိုးသမီးငယ်တွေလည်းပါဝင်ပြီးလက်နောက်ပြန်ကျိုးတုတ်ခေါ်သွားတာတွေအပြင်ရိုက်နှက်တာတွေလည်းရှိတဲ့အတွက်ကြောင့်စိုးရင်စရာဖြစ်နေရတယ်လို့ဒေသခံတွေကပြောကြပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင် ကိုးတိုင်းအနောက်ချမ်းပြေခရိုင်ပန်းနောင်မြို့နယ်ရခိုင်ရိုးမဘော်ကစစ်ကောင်စီစခန်းတွေကိုအရခတက်တော် AA ကထိုးစစ်ဆင်တိုက်ခတ်နေတာကြောင့်စစ်ကောင်စီဘက်ကအကြအဆုံးတွေများနေတယ်လို့ဒေသရင်းစီရေးတရင်ရင်းမြစ်တွေကပြောဆိုကြပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့တန်ရာရစစ်သားတွေများနေတာကြောင့်ပရာဟိတလူနာတင်ကားတွေကိုပါခေါ်တုံးနေကြရတယ်လို့လည်းဒေသခံတွေကပြောကြပါတယ်။ထိခိုက်တန်ရာရရှိမှုကြာဆုံးမှုတွေများနေတဲ့စစ်ကောင်စီတပ်ဟာ အုတ်ရှိပင်မျိုးပေါ်ကပရဟိတလူနာတင်ရင်တွေကို အသည့်ဆောင်ဆိုင်ခံထားပြီးလူနာတွေကိုရွှေ့ပြောင်းသေးယူနေတာလို့ဆိုပါတယ်။ပရဟိတအသင်ကားတွေကိုစစ်ကောင်စီကမတရားခေါ်ထားတာဖြစ်ပြီးမလိုက်ရှင်မဲမဲလဲစစ်တပ်ကိုကြောက်တာကြောင့်လိုက်ပေးနေရတာဖြစ်တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။လက်ရှိပြည်ခရိုင်ပန်းနောင်မြို့နယ်ရခိုင်ရိုးမပေါ်ကတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတပ်သားတွေထွက်ပြေးမှုတွေလည်းရှိနေပြီးစစ်ကောင်စီကတော့စစ်ကူအင်အားတွေကိုဆက်တိုက်ပို့ဆောင်နေတယ်လို့ဆိုပါတယ်။ အရခတ်တတော် AA နဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ဟာပြေခရိုင်ပန်းနောက်မြို့နယ်ညောင်ကျိုးရွာကိုကျော်လွန်လာပြီးရှင်ကုန်းရွာမှာဆက်လက်တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသရင်းစီရေးသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်နိုင်ငံမှာထရန့်အစိုးရဖြုတ်ပစ်တဲ့ဝန်ထမ်းတွေကို ပြန်ခန့်ဖို့ဆန်ဖရန်စစ္စကိုတရားရုံးကြားနာပွဲမှာပြည်ထောင်စုတရားသူကြီးဝီလီယမ်အာဆက်ဖ်က အမိန့်ချမှတ်ခဲ့တယ်လို့အမေရိကန်သတင်းတွေမှာဖော်ပြကြပါရယ်။အစိုးရအေဂျင်စီ6ခုကနေအလုတ်ဖြုတ်ခံခဲ့ရသူထောင်ပေါင်းများစွာကိုအလုတ်ပြန်ခံဖို့အတွက်ကယ်လီဖိုးနီးယားပြည်နယ်ပြည်ထောင်စုတရားသူကြီးကမတ်လ13ရက်နေ့မှာအမိန့်ချမှတ်ခဲ့တာဖြစ်ပါရယ်။ကာကွယ်ရေးဝန်ကြီးဌာနစစ်ပြန်စစ်မှုထမ်းဟောင်းရေးရာစိုက်ပျိုးရေးစွမ်းအင်ဌာနပြည်ထရေးနဲ့ဗန္ဓာရေးဌာနတွေကအလုတ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေကိုပြန်ခန့်ဖို့အတွက်အမိန့်ချမှတ်ခဲ့တာပါ။ အလုတ်ဖြုတ်ခံရသူတွေဟာသမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအလုတ်သမားအင်အားလျှော့ရှာရေးအစီအစဉ်တစိတ်တပိုင်းအဖြစ်မကြသေးခင်ကမှထုတ်ပေခံခဲ့ရသူတွေဖြစ်ပါတယ်။တရားသူကြီးဟောပြီးခဲ့တဲ့လတုန်းကကိုရေးဆိုင်ရာစီမံခန့်ခွဲမှုယုံ OPM ရဲ့ဗဟုအစိုးရလူသားအရေးအမြစ်ဌာနတွေမှာအစမ်းခန့်ထားတဲ့ဝန်ထမ်းတွေကိုအလုတ်ဖြုတ်ပစ်တာကိုယာယီရဆိုင်ဖို့အမိထုတ်ပြန်ခဲ့သူဖြစ်ပါတယ်။ နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နရင်းစရာရုပ်သံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်